ုနေဘူးကောင်းဒီအာကပ်ပြည်မှာအကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မျိုးနယ်တွေကိုတိမ့်ပိုက်နိုင်ဖို့ကြိုးစားနေတယ်လို့အာကပ်တက်တော် AA ကပြောပါတယ်။အာကပ်ပြည်သူတွေစည်ရေးတည်ရှိကြဖို့မနေ့ကအော်တိုဘာလ10ရက်နေ့အတိပေးထုတ်ပြန်ချက်မှာ AA ကအဲ့ဒီလိုပြောဆိုထားတာပါ။ အကြပ်ဖက်စစ်ကောင်စီဟာ2025မတ်လကစလို့အရခပီအတွင်းမှာကြီးရည်လေးပူပေါင်းစစ်ဆင်ရေးတွေပြုလုပ်နေပြီးအထူးတစ်ဖြစ်ကြောက်ဖြူမြို့နယ်မှာထိုးစစ်တွေလုပ်နေတယ်လို့သိရပါတယ်ဒါအပြင်အရခတ်တက်တော် A ရဲ့ပြန်လည်တိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီရဲ့ထိုးစစ်တွေဟာထိရောက်မှုမရှိဘဲအထိအခိုက်အကျဆုံးတွေကိုသာရင်ဆိုင်နေရတယ်လို့ A ကဆိုပါတယ်။ဒါကြောင့်ဂျမ်ဖတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့ကြောက်ဖြူစစ်တွေနဲ့မန်အောင်မျိုးနယ်တွေကိုဆက်လက်သိမ်းပိုက်ရယူဖို့စူးစမ်းနေတယ်လို့အရခတ်တက်တော် A ကပြောဆိုထားတာဖြစ်ပါတယ်။ အာရခဒေတာနဲ့နေမြချင်းထိဆက်နေတဲ့မကွေးတိုင်းနဲ့ရေကန်ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့အေယာဝတီလင်းမြနာမြို့နယ်တွေမှာလည်းစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့အေကပြောပါတယ်စစ်ကောင်စီရဲ့ထိုးစစ်တိုင်းကိုကြမ်းကြမ်းခံပြီးတံပြန်ထိုးစစ်တွေနဲ့အဲ့ဒီနေရာတွေမှာနေ့စဉ်နှီးပါတိုက်ပွဲပြင်းထန်နေတယ်လို့နေရာ၅ခုမှာစစ်ကောင်စီနဲ့အေတို့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ် တပြိုင်တည်းမှာပဲအကျန်းဖက်စစ်ကောင်စီကအေအေးသိမ့်ပိုက်ထားတဲ့မြို့တွေရွာတွေကိုလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတဖက်တက်လေးချောင်းဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့ဆိုပါတယ်။လူနေထူထပ်တဲ့အရသာပြည်သူတွေနေထိုင်တဲ့နေရာတွေစတင်ချောင်းတွေစေယုံစေကန်းတွေနဲ့တာတနိကအဆောက်အုံတွေကိုရည်ရွယ်ချက်ရှိရှိဥတီပြစ်မှတ်ထားပြီးရေချောင်းလေချောင်းကနေစစ်ကောင်စီဟာတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကအေအေးသိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်လည်သိမ့်ပိုက်ဖို့ပြင်ဆင်နေတဲ့အလားအလာကိုလည်းတွေ့နေရတယ်လို့အေကပြောပါတယ် ကြောက်ဖြူပင်လယ်ပြင်တန်ရွဲပင်လယ်ပြင်နဲ့စစ်တွေပင်လယ်ပြင်တွေမှာ Navy သမော့တွေအစီး30ထက်မနည်းတိုးချထားပြီးထိုးသည့်စင်တိုက်ခိုက်မှုတွေပြုလုပ်ဖို့စီစဉ်နေလို့သိရပါတယ်။ဒါကြောင့်ပင်လယ်ကမ်းဒီမှာနေထိုင်ကြတဲ့မြို့ရွာတွေကမိဘပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကော်မရှင်ရဲ့ရေကြောင်းလေကြောင်းတိုက်ခိုက်မှုအနေကိုအထူးသတိထားကြဖို့နဲ့စစ်ရေးသတိရှိကြဖို့အတိပေးတိုက်တွန်းထားတယ်လို့ A ကထုတ်ပြန်ထားပါတယ်။